မင်္ဂလာပါလိမ္မာလေးတို့ရေလိမ္မာရေပျပျော်ရွှင်ရွှင်ပုံပြကြမယ်ဆိုတဲ့စီစဉ်လေးကနေကြိုဆိုပါရယ်ကွယ်ဒီတစ်ခါပြောပြပေးသွားမယ်ပုံမြင်လေးကတော့ជីကန်းပါကြောင့်မဲရတယ်လဲဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တစ်ခါကတောအုပ်ကြီးထဲမှာတရိษံတွေအများကြီးပျပျော်ရွှင်ရွှင်နေထိုင်ကြတဲ့အဲ့ဒီထဲမှာជីကန်းဆိုတဲ့ငှက်ကလေးဟာအရန်အလှကြိုက်တဲ့ကွယ်အဲ့ဒီချိန်တုန်းကជីကန်းရဲ့အယောင်ဟာဖြူယောင်ဖြစ်တယ် အခုလို့အမဲရမဟုတ်ဘူးပေါ့ကွယ်ဒီနေ့မှအဲ့ဒီကြီးကန်းကအင်းငါအယောင်ကအမြန်ဖြူရတယ်အမြန်ကြည့်တော့မလားတော့တလို့ပဲငါအယောင်ပြောင်းလို့ရရင်ကောင်းမှာပဲလို့တွေးမိတဲ့ဒါကြောင့်ဇီးကွက်ရဲ့အလှပြဆိုင်ကိုသွားပြီးမဇီးကွက်ကျမရဲ့အမွေတွေကိုအပန်းရောင်ဆိုးပေးပါလားကျမအဖြူရောင်အမွေတွေကို မကြိုက်ဘူးလို့ပြောတယ်စီကွက်ကလည်းကောင်းပါပြီဆိုပြီးတော့ကြီးကန်းပြောတဲ့အတိုင်းအပန်းရောင်ဆိုးပေးလိုက်တယ် ကြည်ကန်းကလည်းသူ့ကိုယ်သူနှံထဲမှာကြည်ပြီးအရန်ကိုသဘောရကြနေတော့တာပေါ့။အိုးလှလိုက်တာလို့သူ့ကိုယ်သူရှိကျူးနေတော့တာပေါ့ကွယ်။မကြခင်မိုးရီကတော့ကြည်ကန်းရဲ့ကိုပေါ်မှာရှိတဲ့အပန်းရောင်နဲ့အကွန်ကျုပ်ပြီးသူ့ရဲ့ပင်ကိုအဖြူရောင်ပဲပြန်ဖြစ်သွားတယ်။ဒါကြောင့်ဈေးခွက်စီပြန်သွားပြီးဒီတစ်ခါတော့အပြာရောင် ဆိုးပေးပါအမရဲ့အပန်းရောင်ကအရောင်ကျွတ်တယ်။ဈေးခွက်ကလည်းကြည်ကန်းပြောသလိုသူ့ရဲ့အမွှေးတွေကိုအပြာရောင်ဆိုးပေးလိုက်ပြန်တယ်။ မကြခင်မိုးထရွာလာပြန်ရောအဲ့ဒီခါတီကန်းရဲ့ကိုဘောကအယောင်တွေလဲကျွတ်သွားပြန်တော့တာပေါ့ကွယ်တီကန်းကလည်းစိတ်ညစ်ညစ်နဲ့ဈီးခွက်စီပြန်သွားပြီမဆီခွက်ရဲ့ဒီတခါတော့ဘယ်တော့မှမကျွတ်နိုင်တဲ့အယောင်ဆိုးပေးပါဈီးခွက်ကလည်းစဉ်းစားပြီးอืมအမဲအောင်ဆိုရင်ဘယ်တော့မှ ကျွတ်တော့မှမဟုတ်ဘူးလို့ပြောပြီးအမဲအောင်ဆိုးပေးလိုက်တယ်အဲ့ဒီအချိန်ကစပြီးတီကန်းဟာ အမဲအောင်ဖြစ်သွားတော့တာပေါ့ဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ် နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နော်